ရေညွန်းပိုင်းချပြီးတော့ပို့တာတွေမရေညွန်းမပိုင်းချပဲနဲ့ပို့တာတွေဆိုတာရှိတယ်တဲ့နာတော့စာရပြောကြတာပဲတရားတွေကိုဖြန့်ဝေတဲ့အခါမှာဒီမေတ္တာဖြန့်ဝေတာနဲ့တရားဖြန့်ဝေတာနဲ့သဘောတူခြင်းအတူတူပဲတရားဖြန့်ဝေတဲ့အခါမှာဘုရားကသူနဲ့နီးစပ်တဲ့သူကသူပြောလို့ရတာဒီလိုအချိန်ချင်းပြောခဲ့ဘူးတဲ့ဒိဋ္ဌိဇာကြီးတွေကိုဘုရားတရားမဟုတ်ဘူး အဲကျွတ်လောက်လွတ်လောက်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့အကျိုးသဘောအချင်းတော့ပြောချင်းပြောခဲ့မယ်တကယ်နားလေလောက်တဲ့သူပဲသူကဟောတာလေးလာကြည့်ဘာဖြစ်လို့မတတ်နိုင်ဘူးလေဟိုကသူ့อยู่နေသူမလက်တီထုတ်ထားတာကြီးနောက်တော့ဘာမှထည့်ပေးလို့မရဘူးနော်ဘုရားကဉာဏ်ရှိတာဥစားတီးတာပေါ့ထည့်ပေးလို့မရတဲ့သူဘယ်လိုလုပ်သွားထည့်ပေးမလဲအဲ့တော့ကိုဖရာကိုကကို တခါတည်းအထင်းဒါကြည်ဒါပြီးတော့အာဘုရားကတော့အကုန်ရတယ်ကွာဘယ်တော့မှမရဘူးဘုရားကဟောဘုရားနဲ့ဒေဝရာကစင်ပြိုင်သွားတာလေဒေဝရာတောင်မှသူရောက်ဖတော့မှဘာမှလှုပ်လို့မှမရဘူးဘလောက်ရှင်းနေတာရုပ်သာမရတယ်လို့တော့မလှုပ်ကြနဲ့မရဘူးကွာမရတဲ့ဟာရကိုမရမရတာကဘုရားရည်ချင်းမဟုတ်ဘူးတစ်ခါကလက်မခံတာသူဦးဇင်းတို့ပြောပြလဲဒီတိုင်းမှာတရားသဘောတွေကတရားတွေကတန်နိုင်တယ်များ အယောသားဆုံးအမှန်ကန်ဆုံးပြောပြတာအကောင်းလဲအကောင်းဆုံးပြောပြတာအဲဒီဘက်ကလက်မခံတာတရားရဲ့အရေးသွေးမဟုတ်ဘူးတရားရဲ့အရေးသွေးမဟုတ်ဘူးဘုရားကဒုဗ္ဗတာသူလက်မမခံဘူးလက်မခံတော့ဦးဇင်းတို့ဘယ်လိုရလဲဒါကြောင့်ပြောတယ်အေးအဲ့ဒါမျိုးကြတော့ဘယ်လိုမှပြောလို့မရဘူးဘုရားတော်မှမရပဲဦးဇင်းတို့ကဘယ်လိုလုပ်သွားပြောနော်အဲ့လိုသဘောတရားရှိတယ်ဒါကြောင့် ဒါကဘုန်းကြီးတော်ကမေတ္တာပို့တဲ့အကြောင်းပြောတယ်။ရည်စရာလူလုံးနဲ့တကယ်သဘောတရား။ကိုယ်ကိုလူသူတွေကျမ်းမှန်ကြပါစေ၊ချမ်းသာကြပါစေ။မလူသူတွေနေခြင်းတို့နေစရာ။စိတ်ဆိုလို့ပြောတာမဟုတ်ဘူး။သူပြောတဲ့စေတနာရနီးကပ်လာတဲ့သူတွေဆိုရင်ဒါဆောင်းလျှောက်လာတာကြီးပဲ။စေတနာရနီးကပ်မှုမရှိဘဲလုံးဆောင်းလျှောက်လို့ရ။နော်အဝေးမရဘူး၊ပို့လို့မရဘူး။သဘောတရားကြီးရမှာဒီတိုင်းပဲသွားတာ။ နော်ကိုယ်ဒေါသထွက်နေတဲ့သူကိုကိုယ်မုန်းကြီးနေတဲ့သူကိုကျမ်းမာပါစေချမ်းသာပါစေလို့ပဲတော့မှမရောက်ဘူးသူသူကမုန်းနေတာဒေါသလေးဒီဘက်ကမြင့်တာလေဘယ်လိုလုပ်ကတ်လို့ရမရဘူးဆိုတာအဲ့လိုရှိတယ်တရားလည်းဒီတိုင်းပဲဒီကပညာပေးတယ်ဟိုကဒေါသထွက်အတိုက်ခံလုပ်နေမရဘူးသူကအဲ့တော့မရတာကိုမရဘူးပြောလည်းပဲမကြိုက်ပြအောင်သူတို့ဖြစ်ပြဒီနေရာမှာဘလို့များအန်ချော်နေသလဲလွဲနေသလဲဆိုတာလေးကိုစဉ်းစားပြီးတဲ့လိုက်ရင်ကွတ်တီပဲသူက အဲ့ဒါတဲ့ပေးလို့ရတယ်ဒါပေမဲ့အတဲ့မခံတဲ့ခါကျရင်ဒါလည်းမရပြန်ဘူးနော်အဲ့လိုသဘောတရားတွေအရှိတယ်အဲ့တော့ပြောတာနားမလဲတာလည်းမဟုတ်ဘူးအဲမတိတာလည်းမဟုတ်ဘူးသို့တော့တခုခုခုခံနေတဲ့ခါကျရင်အဲ့ဒီလိုဖြစ်တတ်ကြဖြစ်တတ်ကြဦးဇင်းတို့ပြောတာတော့ပုပ်ကိုရေးကိုမထည့်ဘူးအချိန်မောင်းများစွာပြောခဲ့ဘူးတယ်နှစ်ပေါင်းများစွာကြာပြီနာမည်နဲ့ဂုံသိက္ခာဘယ်တော့မှထည့်မတော့ဘူး အမရကုန်ဒိကဖယ်လိုက်တော့မှတရားတဝက်လောက်ရောက်တယ်ဆိုတာအဲ့ဒါသဘောပေါက်ဖို့တော်ရီကိုလောက်ကြရလိမ့်မယ်နော်လူတိုင်းကနာမည်ကိုမှတ်ကြတာဂုံဒိကမှတ်ကြတာသူကနော်လေတွေကလာတဲ့ဟာပဲမှတ်ကြတာတကယ်သဘောတရားမဟုတ်ဘူးဒါကြောင့်ဦးတင်တို့ကိုကိုဘလို့ပြောပြောနော်ဇောဒိကနာမည်သုံးခြင်းလို့သုံးဇောဒိကဆိုတာဆရာသမားကဒီနာမည်လေးတတ်ထားပေးလိုက်တာခေါ်လို့ပြောလို့ရယုံရယ် ေါ်ပြောရလွယ်ပါမှသုံးဝင်တာမဟုတ်เนาะအလကားပဲအယူလို့ပြောပြောเนาะဇောတိကအယူလို့ပြောပြောအပေါ်လို့ပြောပြောငကြောင်လို့ပြောပြောဘာမှဖြစ်ဘူးအဲ့ဒီဒီဘက်မှာလာရသောတာပန်တဂရငါရမ်းလိုက်လာပြောလဲဘာမှမဖြစ်ဘာမှမမဟုတ်ပဲเนาะဘာမှမဟုတ်တဲ့ဟာကြီးနဲ့လာပြောတော့ဘာမှမဖြစ်ဘူးအဲအဲ့ဒါကိုမသိတဲ့သူကြတော့အဲ့ဒီနာမည်ကိုဂုံတင်တာတခါတည်းနာမည်ဒီနာမည်ရဖို့အတွက်ဂုံတင်လိုက်ကြတာ အင်းအဲ့နာမည်နဲ့လဲ့စာလှုပ်စာလှုပ်ကြတော့တာပဲနော်အဲ့တော့ဒါအတိအောင်လို့ပြောပြတိအောင်လို့ပြောတယ်လေသူများကိုထိခိုက်တယ်ဆိုတာလာပြန်ဟောမရိခိုက်လို့လည်းပဲသူတို့ကလိန်လေလက်ပြနေတဲ့ဥစ္စာတရားနိလန်းရပြောရင်သွားထိတာကြီးပဲအများကြီးတော့ဒါတရားလမ်းကြောင်းကြီးတိုက်ချလိုက်လို့ရှိရင်အကုန်ပြုတ်ကြကုန်ရတယ်တကယ်ကိုပြုတ်ကြကုန်ရတယ် ဒီနာမည်နဲ့ဂုံတိတ်ခါမပြောက်တည်းမရတော့တဝက်တောင်မှမရောက်ဘူးကွာအဲ့ဒါပြောရင်တော့မှတဝက်ပဲရောက်သေးတာလုံးဝလွတ်ကျွတ်သေးတာမဟုတ်ဘူးဘုရင်တို့ပြောပြတဲ့သဘောတရားနဲ့လက်ရှိတရားလောကကြီးနဲ့ဘာမှမဆိုင်ဘူးဘာမှမဆိုင်ဘူးတကယ်ဘူးမဆိုင်နိုင်အခုပြောတဲ့ဒီသကလုံးလေးတွေကနာမည်နဲ့ဂုံတိတ်ခါဖေတာတရားတဝက်ရတယ်ကွာနားလေသဘောပေါအောင်လို့ပြောတာ သာသုံးပေဆုံးရပြင်ဒိဋ္ဌိဖြုတ်လို့ဆိုတာ ਨੇ အတူတူပဲဒိဋ္ဌိဆိုတာကဒီသကလုံးနေဟာသကလုံးမဲရှိတာတကယ်မဟုတ်ပါဘူးတကယ်မဟုတ်ပါဘူးဆိုတာတကယ်မဟုတ်တော့ဟုတ်တယ်ထင်မှားတယ်မှားတယ်ဆိုရင်ပါဠိလိုဒိဋ္ဌိလို့ခေါ်တာအဲသာသုံးပေဆုံးရပြောလို့လေလေရရှိသွားပြန်အောင်နော်ရှုပ်သွားပြန်အောင်အဲ့လိုဖြစ်ခုနရိုးရိုးလေးသာယူလိုက်လို့ရှိရင်အချင်းပြေသွားတာအဲတော့ဒီတရားတွေကခုနပြောခဲ့သလိုပဲ ဝေးနေရင်ခုံကြအောင်ကြပြောလို့မရဘူးခုနကနီးစပ်တော့မှကိုယ်ပေါ်စေတနာရှိတယ်အမေတ္တာရှိတယ်ဆိုရင်တော့ဒါပြောပြလို့ရတယ်စေတနာလည်းမရှိမေတ္တာလည်းမရှိဒေါသနဲ့အတိုက်ခံနဲ့အဲ့လိုမျိုးစိတ်ထားနေရင်မရောက်တော့ဘူးဦးဇင်းတို့ကမရောက်စေချင်တာမဟုတ်ဘူးရောက်စေချင်တာခုနပြောခဲ့သလိုဟိုဘက်ကဘုရားကရောက်စေချင်ပေမဲ့ဟိုဘက်ကပုဂ္ဂိုလ်တွေကဥက္ကံထားရင်ဘလို့မှမရောက်ဘူးအဲ့လိုမရောက်တာကိုလည်းဘုရားကသိတယ် ပြီးတော့အဲ့ဒါမျိုးဆိုရင်မာဝိကိသန္ဓုဓမ္မသက်ကပဲဘုရားကတော့ဉာဏ်အင်မတန်ကောင်းတဲ့အတွက်ကြောင့်လုံးလုံးဝပင်မမခံဘူးဥဒင်းတော်ကတော့ဉာဏ်မရှိတဲ့ခါကျတော့တစ်ခါလေးဇုတ်ပြောရင်ပြောနေတာနော်တစ်ခါကမသိနိုင်တာကိုသိရတာနဲ့အတင်းပြောနေမိတာလည်းရှိတယ်အဲ့ဒါကိုယ့်ရဲ့ဉာဏ်ရည်ဉာဏ်တွေအားနေတဲ့ခါ